စစ2 brush shop အောင်မြင်စွာစတင်ဖွင့်လှစ်ချောင်းချီညာအပ်ပါတယ်ခမရအဓိကတော့အချမ်းခံတဲ့ဟာအားသာချက်ပဲပေါ့နော်အဓိက quality ကောင်းတာပေါ့နော် quality ကောင်းတယ်ပေးရတဲ့ဈေးနဲ့တန်တယ်ဒီကားတွေကဟိုဟာအမကြိုက်တာကြောင့်ဟိုဟာကာရာအိုကေပါဆုံလို့ရတဲ့ဈေးကလေးအဲ့ဒါလေးကတော့ခုနောက်ပိုင်းပိုကြိုက်လာပေါ့နော် trend လေးဖြစ်လာတယ်လူတွေကလည်းတအားလဲအဲ့ဟာကိုပို့ပြီးတော့ဝေလာကြတယ် power bank ကနေစတာပဲပေါ့နော်8000 10000 2000 3000အဲ့လိုမျိုးအစင်းစင်းအစင်းစင်းအစင်းစင်းကိုတက်ပြီးအိမ်မှာအဲ့လို package လိုက်ဖြစ်နေ။ one year runny ပေးပေးမယ်။အော်တနည်းအာမခံရှိရဲ။ငါတို့သုံးလိုက်မယ်လုံးဝအကြမ်းမတမ်းသုံးလိုက်ပေးမယ်လို့တနည်းသာကြော်ရတယ်မပြတ်ဘူးပေါ့ပစ္စည်းတွေအဲ့လိုမုန်းလောင်အောင်သုံးရတာအဲ့ဒါကိုကြည့်ရစိုက်တာ။ဒီတက်လဲပို့ပြီးတော့အောင်မြင်ပါစေ။ဒီတက်လဲပို့ပြီးတော့ဆိုင်ခွေးတွေအများကြီးဖွင့်နိုင်ပါစေ။ အဲ့တော့ကျွန်တော်တို့ရဲ့အခုညစတင်ပြီးတော့ကျွန်တော်တို့ရဲ့ဒါဖဲချုပ်ဖြတ်ဖိလစ်ပေးပဲအစီအစဉ်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့တောင်ရှိတဲ့ဒုတိယကိုလည်းအစီအစဉ်ရအောင်ကျွန်တော်ဖိကော်ပြချင်ပါတယ်ဗျ။ဟုတ်ကဲ့ပါကျွန်တော်တို့ဖဲချုပ်ဖြတ်ဖိလစ်ပေးဖို့အတွက်ကျွန်တော်တို့ဆိုတော့တရုတ်ဆောင်အကယ်ဒမီနေဝင်းကျွန်တော်ဖဲချုပ်ဖြတ်ဖိလစ်ပေးဖို့အတွက်ကျွန်တော်တို့ရှေ့ကိုဖိတ်ခေါ်ပါတယ်။ ဒီမန္တလေးပေါ့နော်62လမ်းပေါ်မှာဟုတ်ဖွင့်တဲ့ remix ဆိုင်ွဲလေးပါရှင့်ဟုတ်ကျွန်တော်တို့ remix ကမန္တလေးက62လမ်းပေါ်မှာဆိုင်ွဲအစ်စ်ဖြစ်ပါတယ်။ Oh yes all sort in Philly Town ချီညာအပ်ပါတယ်ခင်ဗျာ။ဒါ2025အတွက် remix ကတော့ဒါ grand opening ကဒုတိယမြောက်နေနဲ့ဖွင့်လှစ်တာပေါ့နော်မန်လေးအတွက်ဆိုရင်တော့ဒါ9ဆိုင်မြောက်ဖွင့်လှစ်တာဖြစ်ပါတယ်ဗျာ remix ကတော့လေ အဲအမှန်တမ်းပြောရင်တော့ဟိုပါဘောနော်ပါဝါဘန့်ကနေစတာပဲဗောနော်အသုံးပြတယ်အိမ်မှာဟိုတော်တော်များနေပါပြီဟုတ်အကျန်းလက်ခံတယ်ဗောနော်ဟုတ်အကျန်းလက်ခံတယ်ပြီးတော့ဖုံးအသွင်ကျိုးဖုံးအသွင်ကျိုးအသုံးပြတယ်ပြီးရင်နောက်တစ်ခုကဘာအသုံးပြသေးလဲဆိုကျွန်တော်ခုနောက်ပိုင်းဆိုရင်ဟိုပန်ကာတိတိလေးတွေအသုံးပြတယ်ဟိုလက်ကင်လက်ကင်ပန်ကာလေးဟုတ်အဲရှူတင်မှာကျတော့အဲတိတိလေးတွေကအဲအလွယ်လေးတွေအသုံးလို့ရတယ်နော်ဟုတ် ။ကြိုက်ဆုံးပစ္စည်းကတော့ပါဝါဘက်မဟုတ်ဘူး။ပါဝါဘက်ကြိုက်ဆုံးပဲ။ပါဝါဘက်ကအမဘာလို့ကြိုက်လဲဆိုတော့ဟိုကလေဖုန်းကအရန်ကုန်တယ်လို့နောက်တော့အားမသွင်းတတ်တဲ့သူဖြစ်နေလို့ခုနကတော့ဖြေလိုက်ပါသေးတယ်အမအားရန်ကုန်တတ်တော့လေ။အဲ့ဒါအဲ့ပါပဲအမြင်နဲ့ဆောင်းနာရတယ်လို့ဒါပေမဲ့အမြင်နဲ့လည်းပျောက်တယ်လို့ဆောင်းတိုင်းလည်းမလောက်ဘူးဘယ်နှလုံးကပျောက်ဘူးလဲမမဟိုကရသလောက်အကုန်ဖြောက်တာ ရီမန်နဲ့ပတ်သက်ပြီးတော့တော်တော်လက်ဆောင်ရပါတော့ဆောင်ရတဲ့မှာတော်တော်ဆုံးတယ်တစ်ခါမှမမြင်ဘူးတာလေးရဒါပေမဲ့ဒီစီနေနဲ့သုံးပြင်နေရတော့ပါဝါဘန့်ပါမယ်ပြောလို့ရှိရင်အာသွင်ဂျိုးလေးပြီးတော့ဒီစောင်းပေါက် tron transmit လားဒီစောင်းပေါက်လေးရပါမယ်ဒီစီအရောအများကြီးသုံးပြင်နေရပါတော့เนาะဟုတ်ဟုတ်နားထောင်ရတာဟုတ်ဟုတ်အော်ကောင်းတယ်အဓိကကလေသူ့ရဲ့ quality ကကောင်းတာဒီစီကငကိုရဲက ဟိုရွေးတယ်တခုကောင်းပြီဆိုလည်းအငြင်းဆွဲသုံးတယ်အဲ့ဒါကြောင့်တခုခုဆိုလိုပြီဆိုတာနဲ့ဒါ remix မှာပဲအဲ့လိုစောင်းပေါက်ဆိုမှတခါကြတော့ဒီကခီးသွားလို့ရှိရင်နေတက်လေးနေနားထောင်အောင်ရှိအောင်နေချက်တလေးတလေးဝယ်ဖြစ်တယ်စောင်းပေါက်လေးဆိုလည်းအဲ့လိုခီးသွားတငယ်ချင်းနဲ့အဲ့လိုဖွင့်တာဒီအနီရောင်လေးဆိုအသေးလေးဆိုဒီစမှာအပြောင်လေးတစ်လုံးရှိရယ်သုံးတာတော်တော်နှစ်ကြာနေဝရန်နီကြောင်ကုံသွားတယ်သူမပြတ်သေးဘူးလေဒီအဲ့လိုမျိုးသုံးနေရတာဟုတ်တယ်ဘယ်နီပဲဖြစ်ပါလေဗျအဲ့တော့ဒီနေ့ စတင်ပြီးတော့၁၀ရက်နေ့အထိသွေးရတဲ့တိုင်းဝယ်ယူအားပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ remix ဘယ်မျိုးစားကိုမဆိုဝယ်ယူအားပေးမှုတွေအတွက်ဆေးရခိုင်တို့ discount ရရှိမှာဖြစ်တဲ့အကြမ်းခံတယ်အဓိကတော့အကြမ်းခံတဲ့ဟာအားသာချက်ပဲပေါ့နော်အဲ့လို battery တွေအဲ့လိုကျွန်တော်စီမံရှိတဲ့အလုံးတွေကတော့တော်တော်လေးအကြမ်းခံတယ်သုံးနေပြုတ်ကြရတယ်ကျွန်တော်အဲ့လိုမျိုးဟိုအကြောင်းလေးတော့ဟိုဟာဖြစ်နေပြီပေါ့နော်အဲ့တော့ကျွန်တော်မှာ 8000 10000 2000 3000အဲ့လိုမျိုးအစင်းစင်းအစင်းစင်းအစင်းစင်းဟိုတက်ပြီးအိမ်မှာအဲ့လို package လိုက်ဖြစ်နေ site ပြင်ဆင် design တွေရောနောက်တစ်ခါကျပစ္စည်းတွေထပ်တဲ့ဥစ္စာဆိုလို့ရှိရင်လည်းတကယ်ကို fashion ကြရတဲ့ trend ဖြစ်တယ်အဲ့လိုမျိုးပေါ့အဲ့ဒါကြီးကတော့သူ့ရဲ့အားသာချက်တွေပေါ့ဟုတ်နောက်တစ်ခါကျတော့လည်းဈေးနှုန်းပေါ့နော်ဒီလိုဈေးတန်းနဲ့ကျတော့ပို့ပြီးတော့ဒီလိုပစ္စည်းမျိုးရရဆိုပေးရတဲ့ဈေးနဲ့ရတဲ့ဟာနဲ့တန်တယ်လို့အမားတော်မြင်တယ်ပေါ့နော်ပြီးတော့ remember မှာမှမဖြစ်ခင်ကတည်းကကိုက ဒီ brand ကိုမြင်တဲ့အမြင်လေးပေါ့အခုထိပေါ့အဲ့လိုရှိတော့မှာနောက်တစ်ခါကြာလဲအာအကိုဆိုလို့ရှင်လဲသူက technology နဲ့ပတ်သက်တဲ့ဟာသူတအားလေ့လာတယ်ဒီနိုင်ငံတကာထွက်သမျှပစ္စည်း brand တွေအကုန်လုံးသူကအိမ်မှာဆိုအရန်သုံးကြည့်啊အရန်ကိုသုံးသွားကြည့်လို့ကိုတော်မင်းရွာမြင်ငောင်းအမြန်လို့ဟွာပေါ့နော်ယူကန်နီးတော့အမြန်လို့ကြိုပြီးရောလို့ဟိုဟာစာပေမြန်တအားစင်တာဘလို့စင်းငယ်လဲပေါ့နော်တအားပစ္စည်းတွေဆိုလို့ရှင်လေတအားဆန်းဆန်းသုံးကြည့်ရလို့ဥမာ စပီကာဆိုဒီစပီကာကဘလို့ဒီစပီကာကဘလို့သူတစ်ချိန်လုံးတစ်ခုပြီးတစ်ခုစမ်းသက်ပြီးတော့လေအပစ္စည်းတစ်ခုဝယ်ခံနေဆိုလဲအရန်ဟိုအဲ့အကြောင်းအင်တာနက်မှာတကုံရှာသူကအဲ့လိုမျိုးတွေတော့ငါ့ဟိုကြိုက်ယူလို့ယူခံနေလို့ကမြန်တအားကို research ဘလောက်လုပ်ခဲ့လဲဘောနော base source ကလုတ်တာလဲအဲ့လိုမေးယူပါလားအဲ့လိုဝါသနာအရန်ပါဆိုတော့ဘာပြပြောလဲမပြောရည်ပဲရည်နေ language အနာနဲ့ရှိရင်ပြီးသူဒူနေမှာစောက်ချုံမြောင် ကထုံးသံတိုင်းပေါ်တော့ပုံမှန်ကကြည်ကြညဘက်တွေမှာဖြော်ပြရတာပိုများတယ်ဒါပေမဲ့လည်းမနေ့ကမှလည်းပြိဿတွေကအောက်မှာလုံးဝ energy ပြည့်ပဲပြောဖို့ကောင်းပါတယ်ပုံွယ်လေးရတော့ဟုတ် ဟာမန်လေးဒတိယမန်လေးကိုအရန်ချက်တာမန်လေးကကိုယ့်ရဲ့ဒုတိယအိမ်လို့ဖြစ်နေတာပေါ့နော်အမြဲတမ်းလဲမန်လေးကဆိုင်နေမှာဆိုလဲဖြောပြရတယ်မန်လေးကဘောရီဆိုလဲအမြဲတမ်းဖြောပြရတော့ဒုတိယအိမ်လို့ဖြစ်နေတော့မန်လေးသားတွေနဲ့ရတော့ဒတိယတော့မသိမ့်ပါဘူး ဒါ quality ကောင်းတာပေါ့နော် quality ကောင်းတယ်ပေးရတဲ့ဈေးနဲ့တန်တယ်ပြီးတော့အမခံချက်အပြည့်ရှိတယ်စိတ်ကဘလို့ယုံကြည်မှုပြည့်ရှိတာပေါ့နော်တို့က one year run နေပေးပေးမယ်ဩတနည်းအမခံရှိတယ်မတို့သုံးလိုက်မယ်လုံးဝအကြမ်းမတမ်းသုံးလိုက်ပေးမယ်လေတနည်းသာကြော်သွားတယ်မပြတ်ဘူးပေါ့ပစ္စည်းတွေအဲ့လိုမုန်းလောက်အောင်သုံးသွားတာအဲ့ဒါကိုကြီးကြီးကကြိုက်တယ်အဲ့ဒီညုံနဲ့ဒီပါဝါဘန်းနဲ့ကဒါအမြဲတမ်းသုံးပြနေဟုတ်အဲ့ဒါတော့အမြဲတမ်းသုံးပြနေကျွန်တော်အဲအเจ้าတော့အဲကျွန်တော်ကျွန်တော်သုံးပြတော့ကျွန်တော်ပို့ပြောနိုင်တယ်နော် ောင်ပိုင်းတော့ speaker တွေပေါ့ speaker တွေကဟိုဟာအမကြိုက်တာကြောင့်ဟိုဟာ karaoke ပါဆုံလို့ရတဲ့ speaker လေးရယ်အဲ့ဒါလေးကတော့ခုနောက်ပိုင်းပိုကြိုက်လာပေါ့နော် trend လေးဖြစ်လာတယ်လူတွေကလည်းတအားလဲအဲ့ဟာကိုပို့ပြီးတော့ဝေလာကြတယ် accessory ကတော့လူတွေကအရန်သုံးကြပါတယ်ဟုတ်ခုဒီနေ့ဖွင့်တဲ့ဒါ60နှစ် brand show ကတော့ဒါ62လမ်းပေါ်မှာပေါ့အတေကြတော့60နှစ်ဆိုတော့60နှစ်လမ်းပေါ်မှာ109 110ကြားထဲမှာရှိတယ်အဲ့တော့အဲ့ဒီ109 110 62လမ်းပေါ်မှာရှိပါတယ်ဗျအော်လာပြီးတော့အားပေးလို့ရပါတယ်ဆယ်နှစ်ထိဆရာကန်တို့ discount ပေးနေပါတယ်ဗျ power bank လို့ပြောလိုက်တာနဲ့ remax ပဲပြင်းမြင်တာဟဲ့အဲ့လိုမျိုးလူတွေရှိရအဲ့အဲ့လိုလူတွေအတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲ့စကားလေးကြားရတယ်ရန်ကို PP ဖြစ်ရပါတယ်အဲ့လိုအဲ့တဲ့ကြောင့်မို့လဲအကောင်းဆုံးလဲဒီဘက်ကစူးစမ်းနေပါတယ်ပြောချင်ပါတယ်ရှင်ဟုတ်သုံးတဲ့လူတွေလည်းအဆင်ပြေပါစေ ကျောင်းဝဲပေါက်ကားတဲ့လူတွေလည်းအဆင်ပြေပါစေဒီတက်လည်းပို့ပြီးတော့အောင်မြင်ပါစေဒီတက်လည်းပို့ပြီးတော့ဆိုင်ခွဲတွေအများကြီးဖွင့်နိုင်ပါစေ Remax ဒီမင်္ဂလိဆိုင်ခွဲအခုဒီဆိုင်မလေးပေါ့နော်နောက်ဆိုင်ပေါင်းဆိုင်ခွဲပေါင်းများစွာခုနှစ်ထည့်ကိုအောင်မြင်ပါစေလို့ဒီပြဆုတောင်းပေးပါရစေအရမ်းပဲ